မင်္ဂလာပါဗျဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းကတော့အဖိုးစီအားကြားထားခဲ့တဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်ကျွန်တော်အဖိုးရဲ့နာမည်ကဥက္ကလာလို့ခေါ်တယ်ဗျအဲဒီခေတ်ကတော့အဖိုးရဲ့အဖေကဂါရပညာရီကိုတင်းထားပြီးရွာသားများအားကိုးရတဲ့သူဖြစ်ပါတယ်ပြီးတော့ထူးဆန်းထွေပြတဲ့အကြောင်းတွေလည်းတကယ်ရှိခဲ့တယ်ဗျ1948ခုနှစ်ကိုပြန်သွားမယ်ဆိုရင်ကျွန်တော်အဖိုးဥက္ကလာအသက်၈နှစ်လောက်ပဲရှိပါဦးမယ်အဲ့တော့ရွာထဲမှာထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ပျက်နေခဲ့တယ်ဗျာ ရွာထဲမှာရုတ်တရက်ကြီးအိမ်မွေးတွေးဆန်တွေကဦးတွေထွက်ပြီးတော့တက်ပြက်ချင်းခံခဲ့ရတာပါ။တ냐တော့ရွာသားတယောက်အိမ်နောက်ဖေးမှာအိမ်သာသွားပြီးအပြန်မှာရွာထဲကိုအလေးတခုဖြတ်သွားတော့မြင်လိုက်ရပါတယ်။အဲ့ဒီအနေအောင်အလင်းကလင်းလိုက်မိတ်လိုက်ဖြစ်နေတာဗျ။အဲ့ဒီအလင်းအောင်တွေပဲအဖွားတို့တယောက်ရဲ့မျက်နှာကိုမတိမချမရှင်းမလင်းနဲ့အဆူပါရွာသားမြင်လိုက်ရပါတယ်။ဘာဘာကြီးလဲဟာ။ကောကောကောင်းမြတ်ဆုံးပဲ။ကောင်းမြတ်ဆုံးဖြစ်နေတာကိုသိလိုက်တော့ရွာသားလည်းချက်ချင်းပဲ။ အိမ်ပေါ်ကိုတက်ပြေးသွားခဲ့တယ်ဗျာ။အနက်မိုးလင်းတော့ညအကျုံးခဲ့တာတွေကိုအခြားရွာသားတွေတွေ့ပလိုက်တဲ့အခါမှာတရွာလုံးအတွက်ကြောက်စိတ်ဖြစ်သွားစေခဲ့ပါတယ်။ခေါမက်ဆုံရှိမှတိလိုက်ရတဲ့အခါမှာတော့ရွာသားတွေဟာအိမ်ရဲ့ချက်ပတ်ပတ်လည်မှာအဆူချုံနေတဲ့ကာထားကြပြီးအဆောင်ရှိတဲ့သူတွေကလည်းအဆောင်ကိုချိတ်ထားကြတယ်ဗျာ။အဆောင်မရှိတဲ့သူတွေကလည်းအဖိုးကလာရဲ့အဖေးစီမှာလာတောင်းခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့အဖိုးရဲ့အဖေကမောပညာဂါထာတွေကိုတည်ယူထားပူတာကြောင့်ပါရွာသားတွေကသရိုက်ဆန်နေနဲ့ကိုကိုကိုအသေးချာကာကွယ်နေကြတော့ခေါင်းမြတ်ဆုံးကလည်းတဘာဝကပေးတဲ့ဖားတွေငါးတွေပဲရှားစားနေကြပါတယ်တချို့ရွာသားတွေဆိုညဘက်မှာအနေရောင်အလင်းတွေကိုလက်ကွနေတာတွေ့ရတာကြောင့်လက်တော်ထဲမှာညဘက်ဖားရှာငါးရှာမလုံရဲကြတော့ပါဘူး ိုင်မတ်တရက်မှာတော့ရွာသားတယောက်ရဲ့အဝတ်မှာထူးဆန်းတဲ့အရာတွေပေးနေတာတွေ့လို့ရွာသားတွေအဖွဲဖွဲပြီးစကားပြောနေခဲ့ကြတယ်ဗျာဒါကြောင့်မလို့ရွာသူတယောက်ကအဲ့ဒီအဝတ်ကိုယူပြီးအဖိုးရဲ့အဖေဥမှတ်ကိုလာပြခဲ့ပါတယ်อืมဟုတ်တယ်ဒိုင်မတ်အလုံးကိုယ့်အိမ်ကိုပြန်ကြငါဘာငါကြည့်လို့လိုက်မယ်ညနေစောင်းတဲ့အခါမှာအဖိုးငှက်ကဘသူကဆုံးဖြစ်နေတယ်ဆိုတာကိုရှားဖို့အတွက်အဝတ်ကိုအိုးထဲထည့်ပြုတ်လိုက်ပါတယ် သူ့ဘေးမှာသူ့သားကျွန်တော်အဖိုးဥကလာလည်းရှိနေခဲ့တယ်ဗျအဝတ်ကိုပြုတ်ပြီးတဲ့အခါမှာအဖိုးငှက်စောင့်ကြည့်နေပေမဲ့ရွာတွေကရွာသားတွေဘာမှဖြစ်တာကိုတွေးလိုက်ရပါတယ်ဒါကြောင့်မလို့ဒီဆုံးကဒီရွာတွေကမဟုတ်ဘူးဆိုပြီးတတ်မှတ်ခဲ့လိုက်တယ်ဗျဒီမဲ့ကလာဒီညအတန်တခုကြာရင်ထွက်မလာနဲ့နော် မိုးချုပ်တဲ့အချိန်မှာအဖိုကလာတယောက်အိတ်တုံနဲ့အထီလေမုန်တိုင်းလိုလေပြတက်ခိုက်တန်ကြလိုလန့်နို့သွားခဲ့ပါတယ်။အဲဒီအပြင်လေတန်နဲ့အတူအတန်တချို့ကြားလိုက်ရတာကြောင့်အဖိုကလာနယံတစ်ကြားကနေချောင်းကြည့်တော့တစ်ရွက်အပြင်ဘာမှရှိမနေခဲ့ပါဘူး။တိတ်မကြခင်မှာပဲအိမ်ရောက်ကနေအတန်တခုထွက်လာခဲ့ပြီဗျ။နင်သေးရမယ်။သေခြင်းစုံမော်ဆရာကောင် ဒီစကားတံကိုကြားလိုက်တော့အဖိုးကလာအယမ်းကြောက်သွားခြင်းအပြင်ကနေမိမာရီတယောက်ရဲ့ဂါရာရွတ်ဆူတန်းတွေထွက်လာခဲ့ပါတယ်။ဒီအချိန်အဖိုးငှက်ကလည်းဂါရာကိုရွတ်ဆူနေခဲ့တယ်ပြ။အဲ့တော့အပြင်ဘက်ကနေအော်ဟစ်တန်တွေထွက်လာခဲ့ပါတယ်။ထွက်သွားပြီးရင်ဒီကိုလုံးဝပြတ်မလာနဲ့။နောက်နေ့မနက်ရောက်တော့အဖိုးကလာကသူ့အဖေကိုညာဘာဖြစ်တာလဲဆိုပြီးမေးကြည့်ခဲ့ပါတယ်။ ဒါမှမဟုတ်အဖေဖြစ်သူအဖိုးမက်ကဒီကိစ္စကိုဘာမှပြောပဲနင်းနေလိုက်တယ်ပြန်အချိန်နည်းနည်းကြာတော့အဖိုးကလာကထပ်ပြီးအဲ့ညကဘာဖြစ်တာလဲလို့ထပ်မေးခဲ့ပါတယ်အဝတ်ကိုပြုတ်လိုက်လို့သူလက်စားလာချီတာတည်းလေသူခံစားနေရလို့တဲ့အဖေလည်းသေတော့မလို့ကွာတော်သေးတာပေါ့ဆရာတော်ပေးထားတဲ့အဆောင်ရှိနေလို့အနေရောအလင်းရှိတဲ့ကုန်းပြဆုံးကအရင်အစွမ်းကြည့်တာကွာအစိမ်းရောအလင်းနဲ့ဆိုအရင်မစွမ်း ။ဒါပေမဲ့အဆိုမှနောက်ထပ်တော့တို့ရွာတွေကိုလာမမဟုတ်တော့ဘူး။ဟုတ်ကဲ့ကြားဖူးနောက်ဝအဖြစ်ပြက်လေးကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ CKU မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ဒုတိယ animation cartoon တင်တဲ့ကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ software twin ni animation အခြေခံမှာစတင်ပြီးတော့အခု video မှာပါတဲ့ animation movie video ဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေ ကာတွန်းနီးပညာနဲ့မိမိရဲ့စကူးရင်ကပောက်ဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးကျင်သူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကြအောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှ 2D animation manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်